ားလုံးမင်္ဂလာပါဒီနေ့ညဒီမှာတဖန်ဖျားခင်ဂျေဇုရောအားဖြင့်တက်ရှင်တဲ့နှုတ်ကပတ်တော်ကိုချီးမခွင့်ရတဲ့အထူးပဲဝမ်းသာတယ်ဒီနေ့တော့အာတကယ်ဖျားခင်အထူးစပယ်ရှယ်ပို့ဆောင်ပေးတဲ့သူနဲ့ပဲတွေ့ရတယ်လို့ပဲအဲစိတ်ကမှခံစားရတယ်ပေါ့နော်မြို့ထဲမှာလည်းမန်ချက်စတာအဖွဲ့တွေရောက်နေတယ်ပေါ့ဟိုဘက်မှာလည်းတင်ဒန်းနေနေဆိုတော့အားလုံးကဟိုဘက်ဒီဘက်သွားကြတဲ့လူတွေများတဲ့ထဲကနေပေါ့နော်ဒါ ဖျားခင်ကိုချစ်တဲ့လူငယ်လေးတွေဖျားကိုချစ်တဲ့မိသားစုတွေနဲ့အတူတူပါဒီမှာကိုယ်ခွေခွင်ရတယ်နှုတ်ကပတ်တော်ဝေမြခွင်ရတယ်အထူးပဲအဲဝမ်းမြောက်တယ်အဲ့တော့ကျွန်တော်စဉ်းစားရပါဘာအကြောင်းကျွန်တော်သူတို့ကခွန်အားယူရင်ကောင်းမလဲပေါ့နော်ဒါအာမနေ့ကမှဒါစာစဉ်းစားဖြစ်တာပါပေါ့နော်ဆိုတော့များတော့ဖြစ်ကျွန်တော်စံစာတင်တာနဲ့ပဲချိန်ကုန်တာဆိုတော့လေတရားမဟောတာတော်တော်ကြာတယ်လို့ခံစားရတယ်ပေါ့နော်ဆိုတော့ ဘာအကြောင်းကျွန်တော်တို့ဝင်ရမလဲနော်ဒီမှာရှိတဲ့မိသားစုတွေနဲ့အတူတကွပါခွန်အားယူမလဲစဉ်းစားကြည့်တဲ့အခါမှာလက်ရှိ context ပေါ့ဒီနေ့ဒီချိန်ကျွန်တော်ရဲ့ကာလရဲ့အခြေအနေကိုကြည့်တဲ့အခါမှာအာကျွန်တော်တို့ခရိယန်လူငယ်တွေအထူးသဖြင့်နော်ဒါလောကရဲ့နော်ရိုက်ချက်တွေအများကြီးကျွန်တော်ခံရတာဖြစ်တယ်စိန်ခေါ်မှုတွေအများပြင်းထန်တယ်တချို့တွေဟန်ဆောင်အပြုံးတွေနဲ့ပဲနေနေတာဖြစ်တယ်ရင်မှတ်ထဲမှာတကယ်မလွတ်မြောက်တဲ့ဟာတွေအများကြီးပဲဟုတ်တယ်မလား တချို့လည်းရွေးချယ်တာများလုံးတော့ဘာဆလုပ်လို့လုပ်ရမှာမတည်ပဲနဲ့လေနေတဲ့ဟာလည်းကျတော့အများကြီးတွေးရတယ်အဲဆိုဆိုတော့ဒီကလာမှာကျွန်တော်ဘယ်လိုရင်ဆိုင်မလဲပေါ့ကျွန်တော်တို့လိုအပ်ဆုံးအသက်ရှင်မှုပုံစံဟာဘယ်လိုပုံစံဖြစ်မလဲဒါကျွန်တော်ချင်းချင်းစဉ်းစားရပေါ့တော့နောက်ဆုံးစမ်းစာမှာနောက်ဆုံးကျွန်တော်ရင်ထဲမှာခန်းစားရတာကပါလိမ့်ရှင်ဒီကလာမှာကျွန်တော်တို့အလိုအပ်ဆုံးအရာကပါလိမ့်ပြောရခါတန်ရှင်တော်ဝိညာဉ်တော်နဲ့ ပြည့်ဝတော့တတ်တာဖြစ်တယ်။ဝိညာဉ်နဲ့ပြည့်ဝတဲ့ lifestyle ဖြစ်ဖို့ဖျားတခင်လို့ရှိတယ်။အာမင်။ဘာကြောင့်လဲဆိုရင်ခဗျာတထေးစတိုင်နဲ့လောကရဲ့လောကရန်ကိုကျွန်တော်အန်တုဖို့မဖြစ်နိုင်။ပညာရှိတွေကလည်းဒီနေ့လောကရန်ကိုအန်တုဖို့မဖြစ်နိုင်။ဒါမဲ့တန်ရှင်သောဝိညာဉ်နဲ့ပြည့်ဝတဲ့စတိုင်ကအရာလုံးအန်တုနိုင်တယ်။အာမင်။ဖျားနာမှာဘုံကြည့်ပါစေ။ဒါရင်းညမှာဒီတန်ရှင်တော်ဝိညာဉ်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်နေငယ်ခေါ်အပ်ယူရအောင်။တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အသိပ္ပယ်ကဘာလဲ ဝိညာဉ်တော်ရဲ့ပြုဝခြင်းဆိုတာပါဘူးပြောတာလေနောက်တစ်ခုတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြုဝတဲ့နိလာနေရပါတယ်လေအဲဝိညာဉ်တော်နဲ့ပြုဝတဲ့အသက်တာရဲ့အသီးပွင့်နေရဘလို့ကျွန်တော်မြင်တွေ့နိုင်တယ်လေဆိုတော့အပိုင်း၃ပိုင်းကိုကျွန်တော်ဝင်ကားချင်တယ်ခရတဲ့ရှုတောင်းချရအောင်ကောင်းမြတ်တဲ့ဖရားနမတော်ပုံကြည်ပါစီကိုရောပြင်ဆင်ပေးတဲ့ချိန်တိုင်းဟာအကောင်းဆုံးဖြစ်ပါတယ်သက်ရှင်တဲ့သူကပတ်တော်ကျွန်တော်ဆင်ခြင်ရမယ်ဝိညာဉ်တော်ဖျားရှင်ကျွန်တော်တို့ကိုမဆပါနားလည်မှုလွေးစင်မယ့်အရာများကိုကိုရောဖေရှားပေးပါ နှုတ်ပတ်တပါတဲ့အကျိုးတွေတကူခံစားရအခွင့်ကိုမဆတော့ဘူးပါ။နောက်မှတော့ဘုံကြီးပါစေအတ္တအချင်းနဲ့နှုတ်ကပတ်တော်ကိုယေရှုနာမအောင်ပြီးပြုလေချီးမောခြင်းနဲ့ဆုတောင်းစကားအနံ့ဆက်ပြုကြပါလေ။အဖတော်ဆက်ပြရှင်။အာမင်။ပါမဦးဆုံးတန်ရှင်သောဝိညာဉ်တော်နဲ့ပြောရတယ်ဆိုတာဘာကိုပြောတာလဲ။ဒါ definition ကိုအရင်ဆုံးကြည့်ရအောင်။ vocabulary ပေါ့နော်ဒီစကားလုံး word ပေါ့သူမရင်းစကားလုံးပေါ့။ လူကာခရစ်ဝင်ကျမ်းခန်းကြီးတပိုင်ငယ်နော်လူကာခန်းကြီးတပိုင်ငယ်69ခုနှစ်မှာရှင်လူကာခရစ်ဝင်ကျမ်းခန်းကြီးတပိုင်ငယ်69ခုနှစ်မှာဗာရည်ထားနေတယ်ပြောတဲ့ခါမှာသူဤအဘဇာခရီဒီသန့်ရှင်သောဝိညာဉ်တော်နှင့်ပြည့်ဝလျက်နမစကလုံးလေးတစ်ခုဟိုဆရာတစ်ချက်တော့ထိုးပေးပါဦးဆရာဆက်ပုံနေပါတော့ဟိုခဏ Facebook မှာကျွန်တော်ပုံပြညာထားတာနည်းနည်းခေါင်းနည်းနည်းပြောင်းနေတာလို့ပေါ့။ဒါဆိုဘာဖြစ်ခြေစုံများတည်တယ်။ဆာယူတာပြောထိတ်ပြောင်းတယ်ပညာရှိပုံစံပေါက်လို့။ Sorry မတန်ရှင်းလို့ဝိညာဉ်နဲ့ပြည့်စုံတယ်ပြည့်ဝတယ်ပေါ့။ဝိညာဉ်နဲ့ပြည့်ဝတယ်ဆိုတာဘာကိုပြောတာလဲ။အဲချမ်းစာကဘာကိုပြောတယ်ပြောတဲ့အခါမှာဒီမှာတော့ prayers လို့ခေါ်တယ်ပေါ့နော်။ဒါမဲ့ဒီလူကခန်းကြီး၄ထဲမှာလူကခန်းကြီး၄အပိုင်ငယ်28မှာပေါ့။ အဲ့ဒါမှာတော့ဘယ်လိုသုံးရဆိုရင်နော် the preliminary လို့ခေါ်တယ်နော် preliminary လို့ခေါ်တယ်အဓိပ္ပာယ်ကဘာလဲဆိုရင်အแทမှာ तू อ่ะအဲ့ဒါမှာယေရှုခရစ်တော်ကအနာငိမ့်တဲ့အကြောင်းပြောတဲ့အခါမှာဒီယူဒာလူမျိုးတွေလက်မခံဘူး။အော်မိလက်တမဆရာတားပဲဘယ်လိုလုပ်ပြီးနော်ဒါ supernatural ပေါ့နော်ဒီမျိုးလုပ်ကိုမေးလုံနေတယ်လေပေါ့နော်။အဲ့ဒါမှာကြားတဲ့အခါသူတို့ကယေရှုပြောတဲ့စကားကိုအခြေတင်ပြောရင်းပြောနေအောင်ဆိုသူတို့ဖောက်ခွဲပြီးမှမထိနိုင်တော့ကိုကိုမထိနိုင်တော့မထိနိုင်တော့ယေရှုဘာလို့ဆိုမြို့ပြင်ဆွေးထုတ်တယ်ဆိုတွေ့ရတယ် အဲအဲ့တော့ပါဆိုရင်သူ့နှလုံးသားပါလေဆိုရင်ဒေါသနဲ့ကြိတ်စေတာဖယ်မရဒီထဲမှာတော့ပါဆိုရင် Plarius ပေါ့နော် Plarius ဆိုတဲ့အဓိပ္ပာယ်နဲ့ဒါပါဆိုရင်ပြည့်ဝတယ်မြန်မာလိုပြည့်ဝတယ်ပြည့်ဝတယ်ဆိုတဲ့အဓိပ္ပာယ်ပါလေဆိုရင်တခုခုကပါလေဆိုရင်သူ့ရဲ့အသက်တာကိုချုပ်ခိုင်တယ်တော့ပြောချင်တာလွတ်မိုးသွားတာကိုပြောတာနော်နောက်နောက်စကလုံးတစ်ခုကြည့်ရအောင်နော်အဖက်ခန်းကြီးငါနော်ယောဟန်ခန်းကြီး16ပိုက်ရင်6နော် 他怕看人家失信嘛？那就不怕嘛？那 <noise>，那那怕人曝光嘛？曝光什么呢？那哪里门路也是嘛？所以，他怕看人家怕人家失信嘛？龙九岁的刀是毕业呢，一毛钱我学会五日那呢，别走了，睡觉了。那什么？别走了，睡觉了。那什么？那我再给你再哭。 出来偷杯吧。哎，Playoffs no call 的，no Playoffs，no Playoffs，你得杯嘞，得杯。罗姆布拉，no，那我们俱乐部就叫，他妈那开尼彻底派硬的死累吧，那我们俱乐部就偷杯吧，那我们俱乐部就喝吧。哎，Playoffs，不，那不叫嘛，那不叫嘛，那叫什么？Periods no call 的，no，得球。 ဒီ version นี่มาบ่ great ก็เลยเอลโลဟုတ်တယ်ဗောเนาะဒါပေမဲ့ကျွန်တော်อ่ะဒီ touch bible ထဲอ่ะပါတယ် great စကလုံးကျွန်တော်ဖော်ပြတာဖြစ်တယ်ဗောเนาะ so that we are to feel not to be feel လို့ခေါ်တယ်နောက်တချို့နေရာမှာပါဆိုရင် accomplish နော်ဒါ to definition အထူးသဖြင့်ဒီမှာပြောချင်တဲ့အရာကပါလိမ့်ဆိုရင် control လောက်တော့ပြောချင်တာဖြစ်တယ်တယောက်တန်ရှင်းလုံးဝိညာဉ်နဲ့ပြီးွားတယ်ဆိုတာပါလေဝိညာဉ်ရဲ့ပြီးွားခြင်းရဲ့အဓိပ္ပာယ်ကပါလေနော်သူက definition ပေါ့ ။ဒါရှင်တော်ဝိညာဉ်တော်နဲ့ပြွားဆိုတော့ဘာလို့ပြောလဲပြောတဲ့ခါမှာအပိုအလိုမရှိဘဲနဲ့နော်တစုံတစ်ခုနဲ့ mix လုပ်တာမဟုတ်ဘဲနဲ့အကြောင်းများတစ်ခုဒါမှမဟုတ်ဝိညာဉ်တော်တပါးကြီးကကျွန်တော်ဘာလို့လဲဆိုရင်ထိမ့်ချုပ်နေတာကိုပြောတာဖြစ်တယ်။နော်ထိမ့်ချုပ်နေတာဖြစ်တယ်။ဒီနေ့ဖြစ်ကျွန်တော်ရဲ့ဘဝပြောဆိုခြင်းနေထိုင်ခြင်းသွားလာခြင်းဆင်ခြင်ခြင်းတွေးခေါ်ခြင်းအားလုံးအရာရာအားလုံးပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်က influence လွန်မိုးတော့ ဝိညာဉ်တော်နဲ့ပြည့်ဝတယ်လို့ခေါ်တာဖြစ်တယ်။နေရာတရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းလို့ပြောတဲ့အခါမှာဖျားခင်ကပဲဘဝတက်တာတစ်ခုလုံးခန္ဓာစိတ်ဝိညာဉ်တစ်ခုလုံးကိုပါလေဆိုရင်လွန်မိုးထားတာ။နောက်နောက်တစ်ခုပါလေဆိုရင် तू control လုပ်တာဖြစ်တယ်။ဒါကြောင့်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အတ္တသာဆိုဖျားခင် control လုပ်တဲ့အတ္တမျိုးပြောတာဖြစ်တယ်။အော်ခါကျကျွန်တော်ဝိညာဉ်တော်နဲ့ပြေးွားဆိုတခြင်းနဲ့ဆိုတဲ့အတ္တပါဘုနာအမျိုးမျိုးပေါ့ definition ဖွင့်ကြတာပေါ့ မဲ့ချမ်းသာမှာကြီးတဲ့ခါမှာဝိညာဉ်တော်နဲ့ပြည့်ဝတဲ့တက်တာဆိုတာဘာလို့ပြောရှင်ဘုရားခင်လွန်မှုတာတန်ရှင်တော်ဝိညာဉ်တော်လွန်မှုတာနော်အဲ့ဒါကျွန်တော်ရဲ့အရာအလုံးကိုပြောချင်တာဖြစ်တယ်တကယ်ဒုတိယကဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ metap ကဘယ်လိုမျိုးလဲပေါ့အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်တကယ်ဒီမှာဒါနဲ့တန်ခုစလုံးကဆက်ဆက်မှုရှိနေတာဝိညာဉ်တော်နဲ့ပြည့်ဝတယ်ဆိုတာကတန်ရှင်တော်ဝိညာဉ်ကိုကွန်ထရိုးလုပ်တာဖြစ်တယ် အဲ့ဒီမှာကျောင်းနားလေမှုမလွဲခိုင်းစေချင်တခါချင် I need you more နော် I need more holy spirit ပေါ့နော်ဒီလိုမျိုးကျွန်တော်ခဏခဏကြားဖို့ဒီစကားလုံးတွေဟုတ်တယ်မလားတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုရောတာရွေးပါလေလို့တယ်ဟုတ်တယ်ဝိညာဉ်တော်ပြွားဟောပါလို့ဖို့လို့တချို့စီရေတွေနဲ့ဟုတ်တယ်မလားရေတွေလောင်းနေလောင်းနေလောင်းနေဟုတ်တယ်မလားပြ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 ချာမှာအသက်တာရဲ့တန်ရှင်တော်ရဲ့ပုံစံမျိုးပေါ့ဝိညာဉ်တော်ရေပုံစံပေါ်ပြတာပေါ့ No ဝိညာဉ်တော်ရေမဟုတ်ဘူးနော်ဝိညာဉ်တော်ဟာပုဂ္ဂိုလ်ဖြစ်တယ် person not liquid ဝိညာဉ်တော်ဟာပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်ဝိညာဉ်တော်တာရဲ့လိုအပ်တယ်ဆိုတာဝိညာဉ်နှစ်ပါးရှိတာမဟုတ်ဘူး။သုံးပါးရှိတာဝိညာဉ်တော်တစ်ပါးပဲရှိတယ်။ညောင်းဒီမှာကျွန်တော်လိုအပ်တယ်ဆိုတော့ပေါ့ရှင် I need ကျွန်တော်ဗာလဲသူ့ရဲ့ control ပေါ့သူ့ရဲ့လွတ်မှုမတာရဲ့လိုအပ်တယ်ဒီလိုကျွန်တော်နားလည်တာဖြစ်တယ်။ဒါဆိုဆရာမင်းဆန်ကြောင့်ရှိတယ်။ကျန်သာမနော်လွန်ကျူးစေတဲ့စပြည့်ရေကိုရှောင်မဲ့ဝိညာဉ်တော်နဲ့ပြည့်စုံစေဘာကိုပြောချင်တာလဲ။အရေးကိုပြောချင်တာလား။ နော်ယောအခန်းကြီးထဲမှာလည်းနော်ဒါ6ထဲမှာလည်းပေါ်ပြတယ်ဗောနော်ဒါယောအခန်းကြီးဘယ်တော့မှဖြစ်မလဲခုနှစ်ထဲမှာ30 39မှာဟုတ်တယ်မလားအောင်ငေါ့ယုံကြည်တော်သူဒီအသက်ဆိုင်ရင်အတွင်းထွက်ရဖြစ်စေနော်ဒါကအဓိကဘာပြောရှင်ဝိညာဉ်တော်ခံရတဲ့အချိန်ကာလကိုပါလဲရည်ညွှန်းနေလို့ဒီလိုပြောတာဖြစ်တယ်ဗောနော်အဲဒါမှဝိညာဉ်တော်တချို့ကရည်နဲ့တူတယ်ဗောနော် yes မှန်ပါတယ်ဒါပေမဲ့အားလုံးကပါရှင် control ကိုပုံဆောင်တာဖြစ်တယ်ဗောနော် mental follow ခေါ်တယ်ဗောနော်တို့နားလည်မှုမလွဲခိုင်းစေချင်ခဏကြံတချို့ခရိယန်တွေပြောလို့ဆိုဟာဝိညာဉ်တော်တာရဖြည့်ပြီးပါဖြည့်ပြီးဆို ဝိညာဉ်တော်ဖြည့်မှုပါဖြည့်မှုပါဆိုဟောတန်ရှင်တော်ဝိညာဉ်တော်ရေလူလူဘာလို့အဲ့လိုမြင်သွားတတ်တယ်ပေါ့နော်အဲ့တော့ကျမ်းစာမှာကြည့်တဲ့အခါဝိညာဉ်တော်ဟာရေမဟုတ်ဝိညာဉ်တော်ဟာ၃ပါးရစုတဲ့တပါးဒီလိုဖျားဖြစ်တယ်ပါဆက်ပုဂ္ဂိုလ်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဟာဖျားဖြစ်တယ်ဝိညာဉ်တော်ဟာပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ဝိညာဉ်တော်အများကြီးကျွန်တော်ထည့်လို့မရဘူးဝိညာဉ်တော်တပါးပဲရှိဒါကျွန်တော်ဝိညာဉ်တော်နဲ့ပြည့်စုံစေပါဆိုတာကတန်ရှင်တော်ဝိညာဉ်တော်ရဲ့ control ဝိညာဉ်တော်ရဲ့ဆွမ်းမှုခြင်းကို နော်ချုပ်ကင်မှုအတ္တတောင်အပြေဝခံယူတဲ့အတ္တမျိုးပဲအဓိကရည်ညွှန်းတာဖြစ်တယ်ဆိုတော့နားလည်ခိုင်းသိချင်တယ်ဒါအရေးကြီးတဲ့အရာဖြစ်တယ်ဗောနော်မကြာခဏအထူးသဖြင့်ကျွန်တော်ဒီအဲ note ထားတဲ့တင်းတော်တွေမှာနော်ဒီစကလုံးတွေကျွန်တော်ကြားရတယ်မြင်ရတယ်နော်ကျွန်တော်ချီးတဲ့ခါမှာတစ်ခါမှဝိညာဉ်တော်ဟာရည်ဖြစ်တယ်ဆိုစံစာမှာမပေါ်ပြအောင်ရည်ကေတုမီကေတု SS ဗောနော်အင်္ဂလိပ်လိုဆိုရင်နော်ဒါကပုံဆောင်ချက်ပဲဖြစ်တယ်ဆိုတော့နားလည်ဖို့အရေးကြီးတယ်ဗောနော်ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ဘယ်လိုလုပ်ကြမလဲ ဝိကျွန်တော်နဲ့ပြီးသွားအောင်မလုပ်ရမလဲအကျောချဆောင်တုံးလုံးမှာခြေခါတန်ရှင်းတော်နဲ့ဝိညာဉ်တော်နဲ့ပြီးသွားဖို့ metap 1 metap 2ဆိုမှပေါ်ပြတာတခုမှမတွေ့ရအောင်ဟိုတို့ချိုးရဝိညာဉ်တော်ပြီးဖို့ဟိုလှုပ်လေဒီလိုလှုပ်တခါမှမတွေ့ဘူးဝိညာဉ်တော်ပြီးသွားဖို့ဒီလိုလှုပ်ပါလို့လည်းယေရှုလည်းမပြောဟိုလိုလှုပ်ပါလို့လည်းမပြောဘယ်မှာမှရှာမတွေ့ဘူးကျွန်တော်လိုက်ရှာကြည့်တယ်ဘာလို့ပရမခြေလမ်းကဘာလို့ရမလဲ ဒုတိယခြေတန်းကဘာလို့ရမလဲဆောကျွန်တော်စိတ်ဝင်စားကျွန်တော်လည်းပြည့်ချင်တယ်လေနော်ဒါမဲ့သူများပြောတဲ့ဟာမျိုးကျွန်တော်လက်မခတ်ဘူးလက်ချမ်းစာပြောတဲ့ဟာကျွန်တော်ရှာကြည့်တွေ့ချင်တယ်နော်အဲဒါဝင်ရတော့လည်းပြည့်ဝဟုတ်ဘာလို့ရမလဲ there is no matter နော်ဒီတမကျွန်တော်မရှိဘူးနီးလားမရှိဘူး why ဘာကြောင့်လဲဘာဖြစ်လို့တန်ရှင်တော့ဝင်ရတော့လည်းနာပြည့်ဝဟုတ်နီးလားမရှိလား အမှန်တော့ကျွန်တော်နားလေတာပေါ့ပထမတစ်ချက်ကပါလဲဆိုရင်ဒေါက်တာစတန်ရဲ့ definition ကိုကြည့်တဲ့အခါယောဟန်ခန်ကြီးခုနှစ်ထဲမှာပေါ့နော်ယောဟန်ခန်ကြီးခုနှစ်ပိုင်39ကနေ39မှာအဲ့ဒါမှကြည့်တဲ့အခါမှာထိုပွဲကိုခံရ၍နောက်ဆုံးဖြစ်တော်နေ့မျက်နှာယေရှု 耶稣里家有追求罗木的讲，我多处去哩，我参多哪里到家罗，我顾永济罗都的江山哪里在，对，退啊，山里头去来米，除了没罗木罗永济罗都的开呀的战斗，我尼罗顾一满月，没罗木伊，耶稣的崩困罗木木哩罗讲，但神罗我尼罗顾。 ပေးတော်မမူတယ်ဒီတဲမှာကြည့်တဲ့ခါမှာအတ္တဆိုင်ရတွင်ဖြစ်နေတယ်တဲ့ဒါကဘာကိုယဉ်ညွတ်ဆိုတန်ရှင်တော်ဝိညာဉ်တော်ယဉ်ညွတ်တာဖြစ်တယ်ဒါဝိညာဉ်တော်နဲ့ပြည့်ဝတဲ့တက်တာဆိုတာဘေဘုံမှာခြေခါတပြေခါလမကြည့်တဲ့ခါမှာငါကိုယုံကြည်တော်သူဒီဒီလိုပြောတာဖြစ်တယ်အော်မိတ်ဆွေဒီမှာရှိတဲ့လူငယ်မောင်မေများဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ခွင့်ဟာယေရှုခရစ်တော်ယုံကြည်တဲ့သူတိုင်းနဲ့ရရှိတဲ့တက်တာဖြစ်ပါတယ်ဒါယေရှုခရစ်တော်ယုံကြည်တဲ့ တတ်တာတိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်အလိုလိုနေတာဖြစ်ပါ။အဲ။ဟောဘုရားခင်အုပ်ဆိုးခြင်းဝန်ခံတယ်။ဘုရားစကားနားထောင်နေဆိုဘုရားခင်ဂျေစုပြုနေရဘုရားဖြစ်ပါလေ။နားလေးကိုဘုရားကောင်းချီးပေးပါစေ။အထူးတလေဝိညာဉ်တော်ရှာစရာမလိုပါဘူး။ဒီလိုပြောလို့ဝိညာဉ်တော်ဖိတ်ခေါ်ရမှားတယ်လို့ကျွန်တော်မပြောပါဘူး။ဟောမိထားဖွဲ့တာလည်းမမားပါဘူး။ဒါပေမဲ့ငါတို့ဖျားခင်ကဂျေဇူးပြုတဲ့ဖျားခင်ဖြစ်ပါတယ်။ယေရှုကိုယုံကြည်တာနဲ့ ဘုရားစကားနားထောင်တယ်ဝိညာဉ်တော်ကကျွန်တော်တို့မဆနေတယ်ဘုရားခင်ဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်စဉ်းစားတော့တခါလဲပြေးသွားမှာတခါလဲပြီးသွားလားဆိုမပြီးပါဘူးဒီကျွန်တော်စောင့်တုံးတုံးဖတ်တယ်ပေါ့နော်ကျွန်တော် research paper နဲ့ပတ်သက်ပြီးမှအဲ့ဒါပါလေဆိုတော့ the modification modification of faith of sense ready john owen ရဲ့စာအုပ်ပေါ့နော် modification modification of sin ဆိုတာအပြစ်တရားကိုသတ်ခြင်းဆိုတဲ့သောင်းဖြစ်ပါတယ်။ဒါရှင်တော်ဝိညာဉ်တော်ဘလောက်ပဲအလုံးလုံးကျွန်တော်အတ္တတာထဲမှာဇာတိကရှိနေတာလေ။ So why မနော်။တရားထဲမှာတချို့ဘလို့နားလဲဆိုဝိညာဉ်တော်နဲ့ပြည့်ဝရိုင်းရင်အပြစ်ကမရှိတော့ဘူးထင်တယ်လေ။ No ။ရောမခန်းကြီးရှိကိုတူက base လို့ပါသူရေးထားတာအင်တာမကောင်းတဲ့စာအုပ်ဖြစ်တယ်။ရောမခန်းကြီးရှိအပိုင်ကတက်ထဲမှာဇာတိပတိပဂရိတိုင်းကျင့်နေသူတွေဟာဖေးရမယ်။ ဝိညာဉ်ပဂရိလည်းကျင့်တဲ့သူတွေအသက်ရှင်ခြင်းခွင့်ကိုရမယ်ဆိုတော့ဒီအပြစ်ကိုအောင်အောင်မြင်တဲ့အတ္တပေါ့အပြစ်ကိုသတ်တဲ့အတ္တဆိုတော့ဘယ်လိုမျိုးသတ်တာလဲဆိုရင်ဟာတို့က emphasize လုပ်တော့ပါနော်ဒါအထူးပေါ်ပြရဲစောက်ကောင်းတစ်ခုဖြစ်ပါတယ်အဲ့တော့ကြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ဇာတိပဂတိနေ့တိုင်းကျွန်တော်အလိုဆန္ဒတွေဒါနေ့တိုင်းဖျားကနေဆန့်ကျင်ပဲဖြစ်တဲ့အရာအလုံးကိုချိုးလွန်နိုင်တဲ့တစ်ခုတီးတော့ခွန်အားဟာဘယ်သူပဲပေးနိုင်ဆိုတန်ရှင်တော်ဝိညာဉ်တော်ဖျားပဲပေးနိုင် ဘုရားနာမှာပုံကြည်ပါစေအဲဒါကြောင့်ကျွန်တော်တို့ကဟောတာဝိညာဉ်တော်အကူဖို့လိုပါတယ်ဟောဒါပေမဲ့ကျမ်းစာမှာကြီးတဲ့ကယေရှုခရစ်တော်ခပြားလာတဲ့အခါမှာဘုရားစကားကိုနားထောင်တဲ့အခါမှာဝိညာဉ်တော်မှဆနေဆိုဒီလိုဖော်ပြတာဖြစ်တယ်ဒါကြောင့်ကျွန်တော်နားနေတာကနော်ကျွန်တော်ဒီလောကထဲမှာကျွန်တော်ပြည့်ပြည့်စုံနေသူဆိုတာမရှိပါဘူးဒါပေမဲ့ဘုရားခင်ကျွန်တော်ဘာတောင်းဆိုနေပြတဲ့အခါမှာအဆုံးတိုင်အောင်အဆုံးတိုင်အောင်အဆုံးတိုင်အောင်နော်ကျွန်တော်ဆက်ကပ်ဖို့ဘုရားခင်ပါလေအလိုရှိတယ်ဆိုတော့ ကျမ်းစာအဖြစ်နားလေရနော်ဖိလိပ္ပိအခန်းကြီး၁အပိုက်ရင်6ခဲမှာကျမ်းစာဘာပြောစေသင်တို့တွင် ကောင်းသောအမှုကိုပြုစာပြုတော်မူတော်သူဤယေရှုခရစ်၏နေရတန်အောင်ပြီးစည်းလျက်ပြုတော်မူမည်ဟုငါသဘောကြ၏အေးဖိလိပ္ပိအခန်းကြီး၃ထဲမှာကြည့်တဲ့အခါမှာနော် 半夜十点嘛，你过来，我开门比呼，哥哥哥不听得了，我屁股都坐木，都哭呼木嘎。那我查罗，雅罗哥妈妈背了，谁呢？谁罗雅罗？看来耶稣克阿片，比阿克呢？听他妈喉咙木罗，母亲呢？塞罗苏姑雅静阿，半桶水都阿来皮伊。土匠手里拿住水泥阿罗哩，伊盖住罗托房屋，水来阿查伊。伊查么伊那白古真列哈嘛，克里阿特达哈。 ဖြက်လန်းမရှိဘူးဆိုကျွန်တော်နားလေရတယ်။ဟောတတိယအဖြစ်ပြောမယ်ဆိုရင်ဒီနေ့ဆက်ကပ်ပြီးမှပြည်စုံသွားတယ်ဆိုတာမျိုးပါလေ။မရှိဘူး။ဟောရှင်ဘောလုံးကငါကင်မိပြီ။ဒါမဲ့ပါလေငါလိုက်ပြီးပြည်တယ်။ဘုရားခင်ပြင်ဆင်ထားတဲ့ပန်းတုံးတိုင်ကိုအဆုံးတိုင်ကိုငါပြည်တယ်လို့ပြောတာဖြစ်တယ်။ဟောခရိယန်တတ်တယ်ဆက်ကပ်ခြင်းဟာပါလေဆိုရင်အဒီနေ့ကျွန်တော်ယေရှုကိုယုံကြည်ပြီ။ဒီနေ့လုံလောက်သွားပြီမဟုတ်ပါဘူး။တနာလေးကိုမလဲခန်းစီ။ဒီနေ့မှမကြာခဏကြားရတယ်။မင်းဘဝပြောင်းလဲခြင်းဒီမှာလာခဲ့လိုက် မိဒီလုံးဝလုံလောက်သွားမယ်။နှောင်းဘယ်တော့မှမလုံလောက်အောင်အဲ့ဒါဂျင်းကြီးစားကျွန်တော်ပြောပါမယ်။နော်။ဒီနေ့လာရှုကောင်းကလည်းမင်းဘဝတစ်သက်လုံးလွမြောက်သွားမယ်။နော်အဲ့ဒါဂျင်းကျွန်တော်ပြောပါမယ်။အဲ့ဘော event တခုခုကလည်းခင်ဗျားလွမြောက်နိုင်ပါမယ်။မလွမြောက်လို့ကျွန်တော်မပြောပါဘူး။ဒါမဲ့ရှုတောင်းခြင်းဟာကျွန်တော်သီလေးချင်းကြီးတောင်းရမယ့်အရာတစ်ခုဖြစ်တယ်။ကျွန်တော်ဝတ်ဖြစ်တယ်။ဆက်ကခြင်းဟာဒီနေ့တည့်ရက်ထဲနဲ့လုံလောက်တဲ့အရာမျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်နားလည်ခိုင်းစေချင်တယ်။ဒီမှာတမန်တော်ယေရှုဘောလူက သူကင်မိပြီဒါကြောင့်ကောင်းတဲ့မှု ပြုတဲ့သူဟာခရစ်တွေနေရတိုင်အောင်ပြုဖို့ကျမ်းစာပြောတာဖြစ်တယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ကအဆုံးတိုင်ပြေးရမယ့်သူတွေဖြစ်တယ်နားလေဘုရားကောင်းချီးပေးပါစေဒါကြောင့်ဒုတိယတစ်ချက်ဘာဖြစ်လို့ဘုရားခင်ဝိညာဉ်တော်ဟာနော်ဒါမက်တပ်ကျွန်တော်မပေးဘူးလဲဆိုတော့ဘုရားခင်ကသူနဲ့ဆက်ကပ်ဖို့ဘုရားလို့ရှိကျွန်တော်ဘက်ကနဲ့သူ့ဘက်ကိုပြန်လာဖို့ဘုရားခင်လို့ရှိတယ်သူရဲ့ယေရှုတရားခံစားပြီးမှသူ့ရဲ့အချက်တွေသူ့ရဲ့မြတ်တာတရားတွေနားလေပြီးမှနေစဉ်သက်တာဘုရားနဲ့မိတ်ထားဖွဲ့ခြင်းအဖြစ် 偏爱是干啥用？姐们，罗德亚，偏爱老伴呢，精神比妈给力。大家们看看呢，关系不错嘛。其实我老婆只能把家里头偏爱偏爱的，露西露露米玛的。所以呢，我偏爱我，我女儿呢，偏爱我，妈，把戏拍烂了。阿里，你呢？低调，喏。你拍干净啊？拍呢？谁谁够低调？ 龙珠寺在当时比原的一亩金过上月，我娘奶奶比上呢睡觉了，那么弟弟嘛，我娘奶奶比上那个把皮拉没死，上来的起码上月他妈的前年没落过，前年表叔拍下来，牛月到的二月，别人说呢，九一月亲属家了，喂，那么弟弟在我娘奶呢比外在打说的把说的亲属在在打的，啊，弟弟老弟在干嘛？呀，那是亲属家。 တကယ်နော်ဒါဖျားခင်နဲ့ချစ်တယ်ရန်ခံစားရလို့ကျွန်တော်ဒီလိုနားလေပေါ့နော်ကျွန်တော်တို့ချင်းတိတ်မဆူဖြစ်ဘူးပေါ့နော်ဘာရောနေဆူရလဲဆာမလည်းကပဲဆိုအကမ်းလို့ချင်းတိတ်မကောင်းဘူးတချင်းဆိုနော်ဆာလန်တချင်းနေဆိုတယ်နော်ပြီးရင်ဘယ်လိုမျိုးတချင်းနေလဲဓမ္မတချင်းအမျိုးမျိုးအချင်းချင်းဟုတ်တယ်မလားဓမ္မတချင်းအမျိုးမျိုးပြောတယ် အဲ့ဒီနေ့ခက်မှာတော့တချင်းတွေကတမျိုးလောက်ပဲဆိုကြဟုတ်တယ်မလားတချို့တွေလည်းခစ်တဲ့တချင်းတွေပေါ့အခုဆိုတော့ရေးတဲ့တချင်းလောက်ပဲရတော့တာလေဟုတ်တယ်မလားဓမ္မတချင်းတော့မရတော့ဟုတ်တယ်မလားဓမ္မတချင်းဆိုရင်ပဲခစ်ပမိတယ်လို့လို့ဖြစ်သွားတာလည်းအများကြီးပဲပေါ့ဟုတ်မလားအဲ့တချို့ကလည်းဓမ္မတချင်းပဲဆိုအခုတချင်းတွေမရအောင်ဆိုအဲ့နောက်ဖွဲ့တွေ့တဲ့ခါလေးနဲ့ပြက်နာရှိအတူတူကဆိုဖို့ပေါ့ဟုတ်တယ်မလားဒါပေမဲ့ချမ်းသာမှာပါလို့ဆိုရင်အားလုံးဆိုတာပါလေကောင်းပါလေဘယ်မှာခစ်မိလဲခင်းတော့ကြတယ်ဆိုတာပါလေမရှိပါဘူးစိတ်နှလုံးထဲနဲ့ဖျားတယ် ချီးမွမ်းခြင်းအင်တာမကောင်းတဲ့အရာဖြစ်တယ်ဆိုတာဟုတ်နားရရတယ်ဒါကြောင့်ကျိုးဆရာကြီးကပြောတယ်နော်ဟုတ်လား sings sings နဲ့ death ပေါ့နော်ကူကတူနေလို့မရဘူးလေနော်ချီးမွမ်းခြင်းကဘာလဲဆိုရင်ဖေခြင်းကိုမောင်းထုတ်တဲ့လက်နဲ့ဖြစ်တယ်ပေါ့နော်ဖေခြင်းမရှိတဲ့အမှန်လက္ခဏာဖြစ်တယ်ပေါ့နော်ဒါတည်ရဲ့တည်ဟဲ့လို့ကတချင်းဆိုလို့မရဘူးဟုတ်တယ်မလားဟောဘောပဲဆိုရတဲ့သူခတ်တီတီပဲဟုတ်တယ်မလားသလုံးပါမဟုတ်တမ်းပြက်နာနေရှိတယ်ဆိုရဲပုံစံမျိုးပေါ့ ်။ဩတချို့ဒီလိုမျိုးနဲ့ခွင့်တဲ့ဟာလည်းအများရှိတယ်။ဆိုတော့ဘာဖြစ်ပါကျွန်တော်ဘုဒ္ဓမကျွန်တော်ပြည့်မြင်တာမျိုးပြောပြောချင်တာမျိုးမဟုတ်ပဲနဲ့ဝိညာဉ်တော်နဲ့ပြည့်ဝတာကပရမဆုံးတစ်ခုတက်တရားပါလေရှင်။ချီးမွမ်းခြင်းကြီးရှိလာတယ်။ချီးမွမ်းခြင်းကြီးနေရာယူလာတယ်။ဩသက်တာထဲမှာချီးမွမ်းတယ်။နောက်တစ်ခုအရန်ရေးကြီးတစ်ခုအဲ့ဒါကပါလေရှင်။ခတိန်သောရာတော့နဲ့ကြီးစုတော်ကြီးတာပါဤငါတို့တခင်ယေရှုခရစ်ဤနာမတော်ကိုထောက်ဆွေးခမဲတော်ဘုရားခင်ရှေ့၌ ကာလအစင်မပြတ်ဝန်ခံကြလောတဲ့နော်အဲဟိုဟိုအရာဒီအရာပဲမဟုတ်ဘူးဟုတ်ရမလားဟိုအရာဒီအရာမခတ်တိန်တော့အရာတို့နိုင်လို့ပြောတယ်ကြီးစိုးတော့ကြီးတယ်ဆိုမှကျွန်တော်ပါလေဝန်ခံဖို့ဒီလိုမျိုးအတ္တရှိတယ်အခါကျတော့နားလည်းကမှာတော့လူကနေရတိတ်မကောင်းတိတ်မလန်းမဟုတ်ရမလားလာပတ်စံလာတော့လောကစိတ်ကခရစ်ကော့ဖြစ်တယ်ညမထိုင်တိတ်မလို့မြောက်ရတယ်နော်ဘာကြီးလဲဟောဒီမလား ော်ကျပုံကြည့်တော့ထိတ်ကပူပြောင်းလေဟိုဘုရားကကျွန်တော်ဘာပြောလဲဒီနေ့ကျွန်တော်တရားဟောမယ့်ရားပါလေခတ်ထိန်တော့ရားတော့နိုင်ပါလေဂျေစုတော့ကြီးလာပါဘူးဘုခါဩဘုရားကဂျေစုတော့ကြီးအရန်ဂျေစုကြီးတယ်နောက်ဒီမှာကျွန်တော်ဆာမတချင်းဆိုတဲ့ကကျွန်တော်ဘုခါနဲ့စိတ်ထဲမှာပေါ့နော်အော်ဘုရားကဂျေစုတက်တယ်ဘုရားကဂျေစုတော့ကြီးလာပါလေပေါ့နော်ဆိုကျွန်တော်ဝန်ခံဖို့လိုလာဖြစ်တယ်။နော်ဖျားကင်တင်ပေးရလည်းရှိပါဘို့ဟုတ်တယ်မလား။နားမလီသေးလေးရလည်းရှိပါဘို့ ဘာဖြစ်ဖြစ်ဘုရားခင်ကျွန်တော်ဘောမှာမကောင်းတာဘာမှမလုပ်ပါဘူးဘုရားခင်မြေတန်းကောင်းမြတ်တဲ့ဘုရားခင်ဖြစ်တယ်နောက်တစ်ခုဘာပြောတယ်ပြန်ခါမှာခရစ်တော်ကိုခန့်ညားတော့အဖြစ်အချင်းချင်းတယောက်အောင်တယောက်ကိုကိုကိုနှိမ်ချလည်းနေကြတော့ဒီတုံးခုဖြစ်တယ်နောက်ဆုံးတစ်ခုကဘာရှိအချင်းချင်းတယောက်ကိုတယောက်နှိမ်ချခဲ့တာနော်နာမကြီးစရာတွေအောက်မှာမဟုတ်ဘူးနော်တချို့ခရစ်ယာန်တွေကျွန်တော်ကြည့်နာမကြီးစရာရှိတာတကယ်တုံးကလေးလိုပဲသလားအလဲ ုတင်းတော့ပါစတာရှိရောက်တော့ဘာလို့လို့ညာလို့မင်းထက်ငါပူတိုတဲ့ပုံစံမျိုးဟမ်ရမျိုးကြီးခက်ခက်ကြောတွေ့ဘူးလေနော်ဟောအပြင်ကလာအရှူတော်ရှိမလားနုညွန့်လိုက်လားဒီဟာတကယ်ကိုနော်ဟဲ့ဟုတ်ကူကူဖျားကြောင်မှာတော့လောကလုံးသူ့လှုပ်ရှားထိုင်ရှားတဲ့ကွက်မျိုးတင်ပါအဲ့ဒါမျိုးတွေရှိတယ်ချမ်းသာလို့မပြောပါဘူးတရားကိုတရားအောင်မဟမ်ဘုံနှိမ်ချပြီးမှနေဖို့ဖြစ်တယ် ။ဒါကနေ့ကျွန်တော်အပိချင်တယ်။ဝိညာဉ်တော်နဲ့ပြည့်စုံလာရင်ဘုရားခင်ကိုရထိတ်ချုံမှုကျွန်တော်ဘဝမှာနေရာပေးမည်ရှင်။ဒီနေ့ချတတ်လာမှာဖြစ်တယ်။အာမင်။သင်တော်ထဲမှာကျွန်တော်ကြောင့်နေချတတ်လာတဲ့အခါမှာအရန်ပျော်စရာကောင်းတယ်။ဘုရားခင်အချက်ဒီစစ်စစ်လာမယ်။အော်ဘုရားခင်မျက်နှွေးထွေးရဲ့မေတ္တာကိုကျွန်တော်ခံစားလာရမှာဖြစ်တယ်။အချင်းချင်းနေချလာတဲ့အခါမှာလူတွေကိုပုံမှန်နားလည်တတ်လာမယ်။ပုံမှန်လည်းဖိမှမှုတွေများလာမယ်။ ဒါကျွန်တော်အတိုင်ဝဲဟာဘုရားခင်အချက်တွေနဲ့ခြေတော်နဲ့အဖွဲ့ရှိဖြစ်လာတာကြီးမားတဲ့နှုတ်ထမှုတွေဟာအိတ်ထဲဆရာဖြစ်တယ်။အော်ဒါကြောင့်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ကဘာဖြစ်မလဲကျွန်တော်တွေဟာအရာရာပါလဲကြီးစုလို့ကြီးစုတင်တတ်တယ်အတ္တဖြစ်လာမယ်။ဘုရားခင်ကြီးစုလို့ဆစ်စစ်နဲ့အတ္တဖြစ်လာမယ်။ဒါကျွန်တော်တွေအားဖြင့်တခြားသူတွေနော်ဘုရားခင်အလင်းကိုမြင်တွေ့ခံစားရမှာဖြစ်တယ်။နော်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အခါမှာကျွန်တော်တွေဟာဘုရားကိုချီးမွမ်းတဲ့အတ္တဖြစ်လာမယ်။ဖီချင်းနဲ့မဆိုင်တဲ့တက်တွေရှိတဲ့ခရစ်အသက်ရှင်ခြင်းကိုမြင်ရမှာဖြစ်တယ်။ တရားဒီမှာရှိတဲ့တမန်ဝိရှင်ကြီးကိုမောင်တော်မတွေထုထပြည့်လူငယ်မောင်မိတ်များဘုရားတခင်ချစ်တဲ့ခရစ်တော်နဲ့မိသားစုတွေအပိတ်ခြင်းနဲ့ဒီကာလမှာအရေးကြီးဆုံးကျွန်တော်တို့အလိုအဆုံ life style ဟာပါလို့ရှိရင်ဝိညာဉ်တော်နဲ့ပြီးွားတဲ့ life style ဖြစ်ပါတယ်ဘုရားတခင်ဟာကျွန်တော်တို့ကိုကြီးစုပြုတဲ့ဘုရားတခင်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြီးွားတယ်ဆိုတာနားလည်ဖို့မလွယ်ကိုင်းစေချင်ဘုရားခင်အုပ်ဆိုးတဲ့တတ်တာဖြစ်တယ်ခဏတည်းရင်တတ်တာထဲမှာပါအုပ်ဆိုးနေတယ် ော်တချို့တွေအလှပအုပ်ဆိုးလာတချို့တွေငွေကြေးအုပ်ဆိုးနေလာတချို့တွေခီးသွားဖို့လာအနာကလာတခုခုပေါ့နော်ဘာတွေမလွတ်မြောက်ဖြစ်နေလဲဒီနေ့ကျွန်တော်အပေးခြင်းလေဖျားခဲ့လူတော်ဝန်ခံဖို့နှလုံးသားနဲ့ပြင်ဆင်ပြီးမှတိုးဝန်ဖို့ပဲဖြစ်ပါတယ်ဖျားရှင်ရှိလာလာနဲ့ဖျားခဲ့ဝိညာဉ်တော်ဟာကျွန်တော်တို့မဆောင်မှာဖြစ်ပါတယ်အာမင်ဝိညာဉ်တော်ဟာကျွန်တော်တို့ခြေဆုပြုနေတယ်ဖျားခဲ့ဖြစ်တယ်နော် ဒါကြောင့်ဟိုနီလန်ဒီလင်းနေတာမဟုတ်ဘူးရှိတဲ့နေရာမှာကိုယ်နှလုံးသားဖွင့်ပြီးမှဘုရားကျောင်းနေရာပြင်ဖို့ပဲဖြစ်တယ်ဘုရားကသမီးရဲ့အတ္တာတာရဲ့တတောင်လမ်းပြပါဒါတားလမ်းမချောင်းဒီလမ်းခီခဲခဲလို့နေဟုတ်တယ်မလားဒါပင်ပန်းလို့နေကျွန်တော်မနိုင်ဘူးရှင်ရနာလို့ဖို့ပါပဲဘုရားခင်မဆပ်ပဲသင်ရင်တက်တာထဲမှာချီးမွမ်းခြင်းနဲ့စီးထွက်လာမယ်ဘုရားခင်ကြီးစုပြုခြင်းနဲ့စီးထွက်လာမယ်နှိမ်ချခြင်းတက်တာအလင်းဖြစ်တဲ့တက်တာဟာစီးထွက်လာမှာဖြစ်တယ်ဒါမျိုးလူမြင်တဲ့အခါမှာယေရှုမြင်တာနဲ့အတူတူဖြစ်တယ် ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်တင်းကိုစကားပြောဖို့မျှော်လင့်နေအရောက်တိုင်းမှာဖျားခေကောင်းချီးပေးပါစေ